ပြီးတော့မှဆိုရင်လမ်းလေးလမ်းရှိတယ်။လမ်းလေးလမ်းရှိတယ်ညာဘက်လမ်းကစိုက်ကယ်လမ်း။ညာဘက်လမ်းကစိုက်ကယ်လမ်းညာဘက်အဆောဆုံးလေးလမ်းပါအဲ့ဒါကိုသွားဘူး။လေကောမောင်းတဲ့စိုက်ကယ်ရှိတယ်။အဲဒဏ်ရရေးလဲတောင်းတောင်းနဲ့အဲဒီလောက်ပဲပြီးသွားတယ်။တကယ်တော့ညာဘက်မှာညာဘက်ကကပ်ပြီးမမောင်းတဲ့စိုက်ကယ်ဆိုရင်အကုန်လုံးဖမ်းဖမ်းတဲ့စိုက်ကယ်ကိုဖမ်းတဲ့ရဲကလက်ဆောင်ဖြစ်ယူသူ့ကိုယ်ဖြစ်ယူဟာကျိန်တာတုံးချက်တန်ကူကဆယ်သိန်းအဲသူတို့ရိုက်ကြည့်ပါလားအဲဆိုဖျက်ပြီးသူတို့ကအသားလေး လိုက်လိုက်ပြောသားမယ်ကားကြီးတွေမောင်းနေရညာဘက်ကဘယ်တော့မှကတ်မမောင်းဘူးအလေကောင်းမောင်းတာသူတို့မှလက်ရကတ်မောင်းဆိုတာသူတို့မှမရှိဘူးရဲမင်းညာဘက်ကကတ်မောင်းကတ်မမောင်းတဲ့အတွက်ကြောင့်ဘယ်ဘက်ကကတ်မောင်းအလေကောင်းမောင်းတဲ့အတွက်ကြောင့်မင်းကိုဟောဒီကောက်တိတ်တယ်တိတ်နေကားကိုဟာဒီရဲကိုလက်ဆောင်တိတ်တယ်သူ့စုမပြေးဘူးအဲ့လိုလုပ်ကြည့်အာကျွန်တော်ပြောခဲ့တယ်ပေါ့နော်ရာဝီတိုင်းကတညာအောင်လုံးမင်းကညနေတည်းကပြန်ကြရဲဆိုတာတည်းကဆက်ရှိရတည်းကပြန်ကြရဲပြန်ရပြီးတော့ ဆိုတာဗောနောညနေပိုင်းမဲ့တင်ကအကုန်လုံးလုံးဆုံးပြန်ရရဟိုကျွန်တော်ပြောခဲ့တာမနက်ပိုင်းတော့ဗောနောခံစင်းနဲ့တိုက်နေတယ်ဗောနောအခုကြတော့မဟုတ်တော့ဘူးတင်ကြညောင်လုံးတို့ဘာလို့ဆိုလို့ရှိရင် အကုန်လုံးကခံစင်းနဲ့မဟုတ်တော့တိုက်စင်းနဲ့ဖြစ်သွားတယ်လိုက်လံရှင်းနေမလို့တော့ခံစင်းတော့မလို့တော့သူကအကုန်လုံးလိုက်ရှင်းဒါတိုက်ပွဲတော့ဖြစ်နေတယ်ဒါပေမဲ့အကုန်လုံးလိုက်ရှင်းနေတယ်ဒိန်းနေတယ် AC ဖြစ်သွားတယ် AR ဝီတိုင်းอ่ะ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အေယာဝတီချီနေအေးဆေးဖြစ်သွားပြီဆိုတဲ့စစ်သားတယောက်ကပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာအာကျွန်တော်ပြောခဲ့တယ်ဗောနော်အေယာဝီတိုင်းခတိယအောင်အောင်လုံးမင်းကညနေတည်းကပြန်ကြရဲဆိုသားတည်းက၁၈ရက်တည်းကပြန်ကြရဲပြန်ရပြီးတော့ကျော်တာဗောနော်ညနေပိုင်းမှာတည်းကအကုန်လုံးလုံးဆုံးပြန်ရဲဟိုကျွန်တော်ပြောခဲ့တာမနက်ပိုင်းတော့ဗောနော်ခံစင်းနဲ့ တိုင်နေတယ်ပေါ့နော်အခုကြတော့မဟုတ်တော့ဘူးသတင်းကြညောင်းလုံးတို့ပါလို့ဆိုလို့ရှိရင်အကုန်လုံးကခံစင်းနေမှုတော့တိုက်စင်းနေဖြစ်သွားတယ်လိုက်လံရှင်းနေမလို့တော့ခံစင်းတော့မလို့တော့သူကအကုန်လုံးလိုက်ရှင်းတာတိုက်ပွဲတော့ဖြစ်နေတယ်ဒါမှမဟုတ်အကုန်လုံးလိုက်ရှင်းနေတယ်ဒိန်းနေတယ်အေးစိဖြစ်သွားတယ် ARV တိုင်းကသိကြတာတကူကတော့သူကအောက်မှလိုက်ရှင်းပြီဆိုတဲ့ကဒါကိုဘက်ကပိုင်လောက်တဲ့ထင်လို့ပေါ့အဲ့ဒီလူမျိုးလိုက်ပြီးရှင်းပြီးရှင်းနေတယ် အဲ့တော့အရာဝီတိုင်းကလူတွေလည်းအကုန်လုံးလိုက်ရှင်နေဒီနေ့ကတော့အကုန်လုံးပတ်သက်ရှင်ရှုပ်လို့သွားရှုပ်တယ်တရားမမထားတော့ကိုယ်နေရာကိုပြန်ထားပြီးလိုက်အမိုက်တွေအမိုက်နေကိုအမိုက်နေရာကိုပြန်သွားလေကိုယ်နေရာကိုပြန်သွားလာတော့နေတော်ပြီပေါ့အဲ့လောက်ကြီးမင်းတို့လုံးဝရင်ကျင်နာဟောပြည်သူတွေပေါ့ဟုတ်တော့မှာ မင်းတို့နေရာကိုမင်းတို့ပြန်ရောက်သင့်နေပြီမင်းတို့လည်းမင်းတို့နေရာနေအားတို့ဒီလည်းမင်းတို့နဲ့ပတ်သက်ခြင်းမင်းတို့ကလိုက်ပတ်သက်နေလို့ငါတို့ဒီလည်းလိုက်ပြီးပတ်သက်နေရအဲ့တော့စစ်သားတွေမှန်သမျှလည်းအကုန်လုံးကတိုကြတယ်ပေါ့အခုနှောင်းပိုင်းဆင်းလာတယ်ဘီတုစစ်တွေရောအစ်စ်သားတို့ဆရာဆရာကြီးရောပေါ့အကုန်လုံးကတိုကြဆရာကြီးတွေတင်ပြလမ်းပြမှုကလည်းကောင်းတယ်အဲ့ဒီအတွက်ကြောင့်လည်းဒီလို ခြေနေမျိုးကိုပြန်ရခဲ့ဆရာကြီးတို့ပူပူမှုပေါ့နော်အကုန်လုံးလမ်းမြမှုတွေကြောင့်ဒီလိုအခြေအနေကိုပြန်ပြီးဆုပ်ကင်နိုင်နေကွာနောက်ဆင်းသွားတဲ့လူတွေကလည်းတိကျတဲ့ပြတ်သွားတယ်အဲ့ဒီလူမျိုးပဲပြူအောင်အကုန်လုံးပေါ့နော်အကြီးကြီးတွေကပါအဆနောက်ဆင်းတဲ့အကြီးကြီးတွေဆိုအကုန်လုံးသူတွေတရားမှမပြူမဆိုင်အကုန်ကျုံးကွာရှင်းနေမလိုက်တာကွာအကုန်ထွက်ရှင်းပြဲစိတ်တော့မထားဘူးကွာရန်သူဆိုလို့ရှင်ကွာ အဲ့လိုမျိုးမထားတော့ဘူးသူကရုပ်အကုန်လုံးဖက်ရှင်ပတ်နောက်ပိုင်းနေအခုဆိုလို့ရညောင်လုံးတို့ပါဆိုဖြင်းနေဟုတ်တယ်ဖြင်းနေတာတော့မှန်တယ်ဒါပေမဲ့အဲ့ဒါရှင်းနေဒါမှဆရာကြီးမကတ်တော့ငါကိုယ်လိုခံစင်းမဟုတ်လို့ထိုးစစ်သွားတွေးတဲ့နေရာကိုလိုက်တက်ရှင်းနောက်ဆုံးတော့မဆုံးရင်ဆက်ပြစ်ဟင်အားရတုံးနေအမျိုးမျိုးတွေလည်းတုံးနေ နော်အဲ့ရတော့အဲ့ဒါလာပြောပြတာပါလို့မနေရတဲ့ကနေပြီးတော့ဒိုးစစ်နေနေဆင်းနေတဲ့အကြောင်းကျွန်တော်ကမန္တပိုင်းခံစစ်ကိုကဟိုမှာဒိုးစစ်တောင်ဆင်းနေပြီကိုပြောလို့တောင်ပြန်မဆုံးပိုင်းမှန်းဤသူတွေရဲ့လက်နက်တစ်ခုဖြစ်တယ်ပေါ့နော်ပါစာတွေကပြည်သူတွေရဲ့ဆန္ဒကြီးပဲပေါ့နော်ပါစာဖြစ်လာခဲ့တယ်အဲ့ဒီတော့ပြည်သူတွေရဲ့လက်နက်ဖြစ်တယ်ပြည်သူတွေကအဲ့ဒီလက်နက်ကိုကောင်းကောင်းအသုံးချနိုင်လို့ရှင်ရင် ပေါင်းတဲ့နေရာမှာတော့ကောင်းမယ်။အဲတကယ်လို့ဒါဒီလိုမျိုးတမနာကအကြံဖတ်တွေနဲ့ဝါပူပေါင်းပြီးတော့တုံးချမယ်ဆိုလို့ရှိရင်အဲ့ဒီလက်နှက်ကကိုယ်ကိုပြန်ပြီးတော့ထိခိုက်နိုင်တယ်။အဲ့ဒါပြည်သူစစ်မှုတန်းလို့ခေါ်တယ်။ပြည်သူစစ်သားကြီး။အဲ့ဒီအတော့ကြောင့်မလို့သူတို့လက်နှက်ကိုသူတို့ကအသုံးမပြုတ်တတ်ရင်တော့သူတို့ကိုပြန်ထိငိုးလက်ထိနေတာပဲ။ ။ဟောအကျိုးအိန္ဒိယနိုင်ငံအထီးသွားလာနိုင်တဲ့လမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့ကန့်တောင့်ရေးစခန်းကို PLA ကအပိသက်သိမ်းပိုက်အိန္ဒိယနိုင်ငံအထီးသွားလာနိုင်တဲ့လမ်းပိုင်းပေါ်မှာရှိတဲ့မဟာပြူဟာအရအရေးပါတဲ့စကိုင်းတိုင်းပလဲမျိုးနယ်ကစစ်ကောင်စီရဲ့ကန့်တောင့်ရေးစခန်းကိုပြည်သူ့လူမျိုးရေးတမတော် PLA က အပိသက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ကန်တောက်ရဲ့စခန်းကို PAA ရဲ့ဥဆောင်မှုနဲ့မဟာမိတ်တပ်ပေါင်းစုက မနေ့ကဇွန်လ16ရက်မနက်9:00နာရီလောက်မှာအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ PAA ကဒီကနေ့ဇွန်လ2ရက်မှာထုတ်ပြန်ပါတယ်။ကန်တောက်ရဲ့စခန်းကို PAE ကဇွန်လ၂ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ပြီးရက်တတပတ်နှစ်ပတ်ကျော်ကြာမှာအောင်မြင်စွာသိမ့်ပိုက်နိုင်ခဲ့တာပါကန်တောင်ရဲစခန်းဟာအချက်ချာကြတဲ့ ASEAN လမ်းမကြီးပလဲကန်ကောလမ်းပိုင်းပေါ်မှာတည်ရှိပြီးအဲ့ဒီလမ်းဟာအိန္ဒိယနိုင်ငံအထိသွားလာနိုင်တဲ့အတွက်မဟာဗျူဟာအရအလွန်အရေးပါတဲ့နေရာ ဖြစ်တယ်လို့ PAE ကဆိုထားပါတယ် ဒါအပြင်ကန်တောင်ကနေအနောက်မြောက်ဘက်မိုင်30ကျော်กว่าမှာစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစာ23တီရှိပြီးအနောက်တောင်ဘက်35မိုင်လောက်မှာကပ္ပစာ24တီရှိတယ်လို့သိရပါတယ်။ကန်တောင်ရဲစခန်းဟာပလဲမြို့မှရဲစခန်းပြီးရင်ဒုတိယအကြီးဆုံးရဲစခန်းဖြစ်ပြီးဘန်ကာရီမိုင်းကွင်းတွေကတုတ်ချင်းတွေနဲ့ခန်းစစ်အထက်ထက်ပြင်ထားတဲ့တပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ကန်တောင်စခန်းတိမ့်တိုက်ပွဲမှာ PAA က အမျိုးသမီးရဲဘော်တွေလည်းရွရွချွန်ချွန်ပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့သိရပါဗျ။ရှိရှိ ကောင်းကောင်းမွန်မွန်နေတဲ့ပြည်သူတွေတိုင်းပြည်ပေါ်ချစ်တဲ့ပြည်သူတွေကိုကိုစစ်တပ်ကိုကိုမြန်နိုးတဲ့ပြည်သူတွေအဲဒီလူမျိုးတွေကြောင့်အေးဆေးပဲသူတို့လက်နောက်သူတို့လှုပ်ပေးတာသူတို့လက်နောက်ကိုလှုပ်ပေးတာအေးဆေးထိုင်ကြည့်ရုံမှာဘာထောက်ပံ့မှုမှလည်းပေးကြရမလို့ အေးစီကိုမင်းကိုစားပြီးတော့အေးစီထိုင်ကြည့်ရောပြီသူအတွက်စစ်သားတွေပေးတယ်ပြီသူစစ်မှုတန်းဆိုပြီးလက်နက်ကြီးတစ်ခုလုံးပေးထားတယ်ကွာအခုဆိုနဲမှာတော့ဟုတ်ပေါ့ပိန်တောင်းတော့ကောင်းဟုတ်အဲ့ဒီလူမျိုးပြီသူတွေကအေးစီထိုင်ကြည့်ရုံမဲ့ဟိုတမရော့ဘောထားပြီးတော့တိုင်းမီဘောချစ်တဲ့ပြီသူတွေကတော့သူတို့လက်နက်ကိုထုတ်ပြီးတော့အေးစီပဲဗောနော် ရှေ့မှာသွားလုံလုံချုံချုံနောက်မှာနေတိုင်းရင်ကြီးထဲမှာကိုဒမင်းကိုစားပြီးအေးဆေးနေရတယ်ကွာသူတို့ဆိုကြည်လိုက်တောင်ပြေးလိုက်မြောက်ပြေးလိုက်သူတို့အဲ့လက်နဲ့အတုံးချတယ်ဟုတ်လေသမ ्या ကရင်ကကြုံခံမှုပဲစဉ်းစားနေတာသမ ्या ကခိုင်းသမ ्या ခံဟိုလုံးသမ ्या ခံဒါလဲတော့သူတို့တွေကသူတို့ရဲ့လက်နောက်အတုံးချတယ်သူတို့ကသူတို့တော်ထဲမှာပဲသူတို့ဘဝကိုပဲသူတို့ကိုယ်တိုင်ပဲလှုပ်ချင်တယ်သူတို့ဘဝကိုသူတို့တော်ထဲမှာပဲဆုံးသက်ချင်တယ် ကောင်းနေပေါ့နော်ဒါမှမဟုတ်ဟောရန်လေးစားပါတယ်ဒိုင်းကြီးတပြည်လုံးလည်းချစ်ပါတယ်လူမျိုးတရားမှလည်းခွဲခြားဖို့နော်အကုန်လုံးခင်ပါတယ်အဲဂျေဇုတင်တယ်ဒီလိုပါစတရားအနေနဲ့ပြည်သူတွေရဲ့လက်နက်တစ်ခုဖြစ်လာတဲ့ကျွန်တော်တို့ပါစရည်လည်းရန်ဝမ်းသာပါတယ်ဒီနေ့ကနေရတော့ပါတင်းကြီးနဲ့တခုပြရတယ်ဗာတိရလဲဆိုတော့နော်ကိုကြီးတယောက်နေပြီအဲ့ဒီ PDF ကပဲအခုရသူ့မွေးနေမှာ ဒုံနှစည်းလိုခြင်း ਨੇ ဒုံနှစည်းလိုခြင်း ਨੇ ဆိုတော့သူအလူကန်နေပေါ့နော်လူကန်နေဆိုတော့ကွာအဲ့ဒုံနှစည်းကကွာလူကိုတတ်မဲ့လက်နှက်ဖြင့်အဲ့ဒါကြီးကိုကသူကအလူကန်နေဆိုတော့အဲ့ဒုံနှစည်းရဲ့တန်ကြီးကွာသိန်း၄၅၀၀ရှိတယ်ကွာတိုင်းပြည်ရဲ့အတွက်ဘယ်သူထိခိုက်ပြည်သူတွေပဲထိခိုက်တယ်ကွာထိခိုက်တဲ့အခါမျိုးကြတော့အဲ့ဒီဟုတ်စာလုံးမဲ့အစားသူ့ရဲ့မွေးနေ့လေးမှာကောင်းမှုကုသိုလ်လုပ်တဲ့အနေနဲ့ကွာ ရစီပါတဲ့ပြည်သူတွေရဲ့အိမ်မိသားစုတစုသိန်း90ပြေပါရှေ့စုစုသိန်း900ဟာရှေ့စုစုသိန်း900ရှိတယ်ပါအစု20သိန်း1000 40ဆိုလို့ရှင်2000ရှိတယ်ပါ90ဆိုလို့ရှင်90ဆိုလို့ရှင်ဘောက်ပြန်1500ရဲ့အဲ့ဒီလူမျိုးပါ ြူဒန်းရင်တော့မှပြီအဲ့ဒီမွေးနေမှကုသမရဘူးအဲ့နောက်ပြီးတော့တခုရှိပြီကောင်မလေးတယောက်ပြောတယ်ဟိုစားတဲ့စစ်သားလားပညာလားမသိဘူးတဲ့သူ့ကိုလာပြောသွားတယ်ပေါ့နော်ခြေပေါက်မှလာလုံးအဲ့အဲ့ယူပြောသွားတယ်ဟုတ်စားရည်ရယ်မှန်ကကြောင့်ပြည်သူလူထုပြောမှမသိသူတို့ကပြောလိုက်ရင်းနေစစ်သားဒါပဲသူတို့ကခေါင်းစဉ်တက်ပြီးမှလေမကောင်းမကောင်းချောင်းဘူးပြောသွားပြောနော်ပါပြောလေပေါ့နော်ပြည်သူထမင်းကျွေးတဲ့ဟုတ်ကောကျမတို့ကစားပြီးပြည်သူကိုပြည်သူရဲ့ဥစ္စာတွေပဲယူဝဲတာပါလို့သူကအဲ့ဒီကိုပြောတယ်ပေါ့နော် ပြောတဲ့အခါမျိုးကြောင့်ငါပြောတာကအဲ့ဒီလူမျိုးငကိုတစ်ချိန်လုံးရတာလေသူပြောတဲ့လူမျိုးပေါ့ကွာပြည်သူပေါ့ပြည်သူတွေပေါ့တိတက်ခဲ့မယ်ဆိုလို့ရှိရင်ဒီနိုင်ငံကြီးတောင်ဖြစ်เสียကြအောင်သူ့လိုလူမျိုးအယောက်1000 2000ပဲရှိအဲ့ဒါဆိုလို့ရှိရင်ကွာဒီနိုင်ငံကြီးကကောင်းကောင်းမွန်မွန်ငြိမ်းချမ်းဘာဖြစ်လို့အဲ့လိုပြောရတာလဲဆိုတော့သူတို့ကအဲ့ဒီအချိန်တည်းကဒီဟုတ်စာကြီးကိုမလုပ်ဘဲနိုင်ငံကြီးကိုမလုပ်ဘဲနဲ့ ဟိုပြည်သူတွေနဲ့စစ်တပ်နဲ့သူတို့ပူးပေါင်းခဲ့မယ်ဆိုလို့ရှိလို့ရှင်ဟိုဒီနိုင်ငံကြီးရမင်းရသမ ्या ကနိုင်ငံတွေရောအစတည်းအစနေရအောင်တိုးတက်ခဲ့ုံအခုတော့အဲ့ဒီလူမျိုးငကိုတော့စိတ်သက်ရှိခဲ့ရင်ပြောတာပေါ့နော်အခုမှအဲ့ဒီစိတ်သက်မျိုးရှိတော့နိုင်ငံပြတ်အဲ့တော့သူတို့တည်းမသိဘူးသူတို့ပြောလိုက်လို့ရှင်ပြည်သူတွေအတွက်ပါပြည်သူတွေအတွက်ပါဘယ်ဆုံးပြည်သူတွေရှိရလူလားခံနေငကိုတွေကဒုက္ခရောက်ငလင်းဘေးဒုက္ခရောက်လိုက်စစ်ဘေးဒုက္ခရောက်လိုက် အကြောင်းအရာတွေအကုန်လုံးဒုက္ခရောက်နေတာတော့အလူခံရဲ့ဒီအလူခံတာလဲကြည်ုံဒုံနစီဘူးတဲ့တရားတစ်ခါကိုတက်ဖို့ပြည်သူလူထုတွေတိုင်းပြည်သူများတွေအကုန်လုံးထိခံဟုတ်တယ်နော်အဲကျွန်တော်